ငါဘုရားဒိဋ္ဌံပြီးတော့လွတ်လိုက်တဲ့အဲ့ဒီမြားတပိတ်ကိုယူနိုင်တဲ့ယဟန်ရှိရင်နောက်ကနေလိုက်ယူကြစေလို့မိန့်တော်မူလိုက်တာတန်ခါအပါ၈၀တပါးမှတုတ်တုံမလုတော့ဘုရားနာမှာသတင်းသုံးနေတဲ့သင်္ဃာတော်၈၀တပါးမှစပိတ်နောက်ကိုမလိုက်ကြအောင်အဲ့ဒီတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကအသီတယဟန်ကိုခေါ်ပြီးတော့ခြေသားအသီတ ငါဘုရားဒိဋ္ဌံပြီးတော့လွတ်လိုက်တယ်များသပိတ်ဒီဟာစัจ java လာအနန္တကိုရောက်သွားပြီအဲ့ဒါချက်သားသွားပြီးတော့ယူခဲ့ပါလို့ဘုရားရှင် ကိုရောမြတ်ကမိန်တော်မူတော့အဲ့ဒီအတိတယဟဟမြတ်စွာဘုရားကိုရိုးသေးသွားရှ िख ိုးပြီးတော့ကောင်းငင်ကိုပြန်တက်သွားတာဘေးသားရဲ့9မိနစ်မကြာဘူးချက်ချင်းအဲ့ဒီတပိတ်ပြန်ရောက်လာလက်ထက်မှာပါလာတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်လက်တော်တွေကို မြတ်သမိတ်တော်သက်ကလူတန်းတော့မှာအဇိတယဟန်ကိုဘေးရတန်ဃာတွေကစိတ်ဝင်စားလာတာဒီကိုတော့အညတရယဟန်တပန်းလို့အောင်းမိနေတာဒီကိုတော့ဟာအညတရယဟန်မှမဟုတ်ပဲနဲ့ဇံရထားတဲ့ယဟန်ပဲအဲ့တော့အဇိတယဟန်ကဘသူရဲ့သားတော်ဆိုရင်ဘုန်းကြီးတို့ပြေးတိုင်အဇတတမင်းနဲ့ ကင်စနဒီဝီတို့ရဲ့သားတော်တဲ့အစတတရဲ့သားတဲ့ဘုရုရဲ့သားလဲသေပြီတာရမင်းကြီးရဲ့မြေးတော်ပဲစိတ္တယဟန်ကအဲ့ဒါအစတတဟာဖခင်မေမိတာရမင်းကြီးကိုတတ်ပြီးတဲ့နောက်မှာအစတတတံဝေကနေရပြီးတော့ငါကြည်ညိုရတဲ့ဖခင်ရဲ့အမွေဆက်ခံဖို့လို့ အဖေကိုတတ်ပြီးတော့ကောင်းစွာနောင်တရရလို့မြတ်စွာဘုရားထံကိုသွားလို့တာမညာဖလာတုတ်တန်ကြီးနာကြတဲ့တောင်မုံလာပြီနေမှာအဲ့ဒီကစာပြီးတော့မြတ်စွာဘုရားကိုချီးညိုလိုက်တာမပြောနဲ့ဒါပေမဲ့လို့သူကိုယ်တိုင်သာသနာတော်ထဲဝင်လို့မရဘူးဘုန်းကြီးတို့သာသနာတော်ကိုရှင်ဟန်းဘုရားနဲ့ဝင်မယ်ဆိုရင်အမေတတ်ထားတဲ့ပုဂ္ဂိုလ်မဖြစ်ရဘူးတဲ့အမေတတ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်သာသနာတော်ဝင်မပေးဘူး မတုကာရကပိတုကာရကအဖေသတ်ထားတဲ့ပုဂ္ဂိုလ်လည်းမဖြစ်ရဘူးတဲ့မတုကာရကပိတုကာရကအရဟန္တာကာရကယဟန္တာကိုသတ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းကိုရင်ကဥစဉ်ကလုံးဝဝဲလို့မရတော့ဥက္ကမပေးဘူးမြတ်စွာဘုရားကနောက်တဲ့ကလောဟိတုပ္ပါရကမြတ်စွာဘုရားကိုတွေးထွက်အောင်မြတ်စွာဘုရားခန္ဓာကိုယ်ကတွေးထွက်အောင်ဘုရားကိုလှုပ်ကြံမှုရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ကိုရှင်ဟန်းပြုတ်ကမပေးဘူးမြတ်စွာဘုရားက တန်ခဗေဒကတန်ဃာတွေအသိခွဲတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပဲသင်္ကန်းဝတ်ဖို့မပေးဘူးဆိုတော့အဇတတကအဖေကိုတတ်ထားတဲ့ကံကြီးရှိလို့သူသင်္ကန်းဝတ်ချင်တော့လည်းပဲအဇတတသည်ဘိန်းတော်ပြေးတိုင်းသင်္ကန်းဝတ်ခွင့်မရရှာပါပါဘူးဒါကြောင့်မလို့ငါကြည်ညိုရတဲ့ဖခင်ငါသာသနာတော်ကြည်ညိုရတဲ့သာသနာမှာအမွေဆက်ခံဖို့ဆိုပြီးတော့အဲ့ဒီသားတော်အသီတမင်းသား16နှစ်သားအရွယ်မှာဘိန်းတော်ပြေးတိုင်းမင်းသား900အချံရံပြီးတော့ အဇာတတကသူ့သားလေးကိုတင်ငန်းဝတ်ထားပေးတာအစိတာတဲ့ဘယ်သူလဲလဲအေးအစိတာယဟန်ရဲ့ဘဝဇလန်းကအဲ့ဒါပဲပရိသတ်ကြီးအဲ့ဒီတော့အဲ့ဒီတင်ငန်းကိုလှူတဲ့ပွဲမှာမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကချက်သားတော်တဲ့မိတွေတော်ဂေါရမီကြီးချွေတဲ့ငန်းလူတာကိုအဇိတာယဟန်အလူထွက်ခံတော့ကမင်းတို့အဇိတာယဟန်ကိုထင်သေးကြတယ်။အေးအဇိတာယဟန်ဟာ တိမ်ဖုံးနေတဲ့နေမင်းနဲ့တူတယ်။ပြာဖုံးနေတဲ့မိခဲနဲ့တူတယ်။မြေမုံနေဖုံးနေတဲ့ဗရမယရဏနဲ့တူတယ်။မြေကြီးထဲမှာမြုပ်နေတဲ့ရွှေဦးနဲ့တူတယ်။ပွင့်လူလူဘရုံမှာကြားနဲ့တူတယ်။ရှုကံတို့တောင်းနဲ့နေတဲ့နေလွန့်လင်နဲ့တူတယ်။ဖျားဖြစ်ဖို့ရမျိုးစေးနဲ့တူတယ်။ ပါရမီဖြည့်ပြီးတော့ဖယားအလောင်းဖြစ်တော်မူတယ်။နောင်သောအခါမှာဗဒ္ဒကကဘာမှာပွင့်တော်မူမယ်နောက်ဆုံးဗုဒ္ဓအရင်မေတ္တရာဖယားဖြစ်ပါတယ်လို့ဘဂဝါဘုလို၆စုအောင်လံသူဖြစ်တော်မူသောဖယားရှင်ကိုရောမြတ်ကအဝါစာကရုဏာရှိသာမေတ္တာအပြင်မိန်ကြတော်မူလိုက်ပါပေသတည်း Bye.